ကျွန်တော်မြန်မာမျိုးတော်လန်ရေးနဲ့ပတ်သက်ပြီးတော့မှစစ်ကောင်စီဟာရွေးကောက်ပွဲကိုတော်တော်လေးအားစိုက်အာယုံစိုက်ပြီးစူးစမ်းနေတာဖြစ်ပါတယ်ရွေးကောက်ပွဲအပြင်ကိုနောက်ထပ်ဒီစစ်လက်နက်တွေသူတို့ရသလောက်စုဆောင်းနေတာစစ်သားတွေရသလောက်စုဆောင်းနေပြီးတော့ပြည်သူကိုအမျိုးမျိုးဖိအားပေးနေတာဘုံကျဲတပ်ဖြတ်နေတာတွေကိုပို့ပို့ပြီးတော့လှုပ်လာပါတယ်စစ်ကောင်စီရဲ့ဟိုအတွင်းမျက်နှာပို့ပြီးတော့ကွာကျလာတယ်ကြောက်စရာကောင်းတဲ့တံတန်ပို့ပြီးကွာကျလာတာဖြစ်ပါတယ်တကယ်ကမှရက်ဆက်ကြမ်းကြုတ်တဲ့တပ်ဖြတ်မှုတွေအကြမ်းဖက်မှုတွေကိုစစ်ကောင်စီကတောက်လျှောက်ကျူးလွန်လာတာဖြစ်ပါတယ် နော်ဒီတိုင်းမှာမိုးကုတ်မိုးမိတ်ကိုပြန်ပေးရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းပြည်သူတွေကအမတန်မှစိတ်ပျက်ခဲ့ကြတယ်လို့တော်လန်ရေးကဘယ်လိုဖြစ်လာမလဲဆိုပြီးတော့အစိုးရစိတ်တွေလည်းရှိကြပါတယ်အဲ့တော့ဒီတိုင်းမှာရွေးကောက်ပွဲအဲကိစ္စနဲ့ပတ်သက်ပြီးမြန်မာပြည်သူလူထုကိုအမျိုးမျိုးအကြက်ကင်ဖိအားပေးနေတယ်လို့အမှုပညာရှင်တွေကလည်းဖိအားပေးပြီးတော့မှရွေးကောက်ပွဲမဲဆွယ်ဖို့အတွက်အတင်းအဓမ္မခိုင်းနေတာဖြစ်ပါတယ်เนาะအဲ့ဒီလိုအခြေအနေမျိုးမှာဘယ်လိုပဲဖြစ်ဖြစ်တော်တော်ပြည်သူလူထုကတော့ စိုးရိမ်နေကြရတဲ့အနေအထားမျိုးဖြစ်ပါတယ်။ဒါပေမဲ့ဒီကြားထဲမှာကျွန်တော်တို့ဟိုထွက်လာတဲ့သတင်းတစ်ခုရှိတယ်ပေါ့နော်။အဲ့ဒါကတော့နိုင်ငံတကာကစိတ်ဝင်စားနေတဲ့ကြားဖြန့်လူလိန်ကိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့။ဒီကြားဖြန့်လူလိန်ကိုင်းနဲ့ပတ်သက်ပြီးတော့မြန်မာစစ်ကောင်းဆောင်တွေကိုမြန်မာစစ်ကောင်းဆောင်တွေအပေါ်မှာဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလာနိုင်တယ်လဲဆိုတာကိုအာကျွန်တော်တို့သုံးသက်လေ့လာလို့ရမယ်ပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်ကြားဖြန့်လူလိန်ကိုင်းနဲ့ပတ်သက်ပြီးတော့မှာ တကယ်ဈေးမြင့်ကိုလိုက်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တကယ်ပါဝင်ပတ်သက်နေတာကမင်းအွန်လိုင်းတို့စစ်အုပ်စုနဲ့စောချစ်သူတို့အဖွဲ့တွေဖြစ်ပါတယ်နော်အဲ့တော့ဒီမင်းအွန်လိုင်းတို့စစ်အုပ်စုဟာအခုချိန်မှာလည်းနော်နိုင်ငံတကာကအာယုံစိုက်နေတာဖြစ်တဲ့ဒီကြားဖြတ်လူလိန်ကိုင်းနဲ့ပတ်သက်ပြီးတော့မှဒါရုပ်ရှင်ရိုက်ပြနေတယ်နော်ခံပြနေနေရေးတွေလုပ်နေတယ်ပေါ့အခုဆိုလို့ရှိရင်ဒါရွှေကုတ်ကိုပို့တော့လှစ်ဟထားပေးပြီးတော့မှနော် ဒီ KK ဘက်ကိုသူတို့ဝင်ပြီးတော့မှအဆောက်အဦတွေဖြိုတာတွေနော်လူချင်းတာတွေဒါတွေလုပ်နေဒါပေမဲ့တကယ်တကယ်ကြတော့သူတို့တွေဟာနော်တကယ်နှိမ်နှင်းတာမဟုတ်ပါဘူးပြည်သူလူထုကိုကြတော့ဘုံကျဲတက်ဖြတ်ပြီးတော့မှအမျိုးမျိုးဒါဆက်တိုက်လုပ်ခဲ့တယ်ပေါ့ရှင်နော်နောက်ထပ်လည်းပြည်သူလူထုနဲ့ပတ်သက်လို့ရှိရင်စစ်လက်နက်ကြီးတွေတုံလေးရင်နေအင်အားအများကြီးတုံပြီးတော့မှဒါလုပ်နေကြတဲ့ကိစ္စတွေကသူတို့တောက်လျှောက်တောက်လျှောက်ဒါဟိုနိုင်ငံတကာကမြင်နေရတဲ့ကိစ္စတွေပဲပေါ့နော်ဒီကြားဖြန့်ဟာမြန်မာပြည်တွင်းထဲမှာအခြေတည်ထားတဲ့ အိမ်တအိမ်ပဲဖြစ်ပါတယ်နော်ဂျွာမြန်မာဟိုဂျွာတစ်ခုတည်းမှာလာဆောက်ထားတဲ့အိမ်တအိမ်ပဲဖြစ်ပါတယ်အဲ့ဒီအိမ်တအိမ်ကိုဂျွာလူကြီးဖြစ်တဲ့လူကဖြိုမယ်ဆိုရင် အပီးတိုင်းဖြိုလို့ရပါတယ်မဖြိုခြင်းလို့သာဒီချိန်ထိဆွဲထားခြင်းဖြစ်ပါတယ်အခုလည်းရုပ်ရှင်ရိုက်ပြနေတာဖြစ်ပါတယ်နော်ဒါကိုလည်းနိုင်ငံတကာကမြင်သားပြီးပါတယ်ပထမကတော့ဒီကြားဖြန့်ဟာဘယ်ကနေလာတယ်လဲအရင်းမြစ်တွေကဘယ်လိုလဲနော်တရုတ်ကအဲတရုတ်စီးပွားရေးသမားတွေပါဝင်ပတ်သက်နေသလိုလို့ ထိုင်းစီးပွားရေးတွေထိုင်းနိုင်ငံကနော်ဟိုအရာရှိတွေအာပအဝင်ပတ်သက်နေသလိုလိုမြန်မာပြည်ကပအဝင်ပတ်သက်နေသလိုလိုနဲ့ဒီလိုမျိုးတွေဖြစ်ခဲ့ကြတာပေါ့အခုချိန်မှာတော့နိုင်ငံတကာကလုံးဝတိတိနေပြီပေါ့ထုတ်မပြောပေမဲ့တကယ်အရင်ခံဘယ်ကနေလာတယ်လဲဘယ်သူမွေးဖွားထားတယ်လဲဆိုတာကိုနိုင်ငံတကာကလည်းသိနေကြပြီဖြစ်ပါတယ်။เนาะအဲ့တော့ပအဝင်ပတ်သက်နေတာကတော့ထိုင်းလည်းပအဝင်ပတ်သက်မယ်တရုတ်တချို့လည်းပအဝင်ပတ်သက်မယ်တရုတ်နိုင်ငံကစီးပွားရေးသမားတွေလည်းပအဝင်ပတ်သက်မယ် မြန်မာပြည်ကတော့ငွေရင်းဖြစ်ပါတယ်။ဒါကြောင့်လဲဆိုလို့ရှိရင်ဒီလုပ်ငန်းတွေကရနေတဲ့ဒေါ်လာတန်းချီသောငွေတွေဒီစစ်အုပ်စုနဲ့အာ BGF နော်စောချစ်သူတို့ဟိုခေါင်းဆောင်တွေအတွက်ကစားပေါက်လမ်းတစ်ခုဖြစ်နေလို့ပါ။ဝေစားမျှစားကောင်းတဲ့လမ်းကြောင်းတစ်ခုဖြစ်နေလို့ပါနော်။ဒေါ်လာကိုဘီလီယံနဲ့ချီပြီးဝင်နေတာဖြစ်တဲ့အတွက်စစ်အုပ်စုကလည်းသူ့ရဲ့စစ်သုံးစရိတ်တွေကိုဒီထဲကလည်းရနေတာဖြစ်ပါတယ်။အဲ့ဒီအခြေအနေမျိုးဆိုတာကိုနိုင်ငံတကာကလည်းသိနေတဲ့အခြေအနေဖြစ်ပါတယ်။နောက်ခုကပြည်တွင်းထဲမှာ ဟုတ်လားအတိုက်ခံ ပါတီကိုထောင်ထဲထည့်ထားပြီးတော့မှဒါပါတီခေါင်းဆောင်တွေပါတီဝင်တွေကိုပြည်ပြေးတွေဖြစ်အောင်အမျိုးမျိုးဖိအားပေးထောင်ချတပ်ပြတ်နေတဲ့ကိစ္စတွေကိုလည်းမြင်နှာပြီးပြီးဖြစ်တယ်။အဲ့ဒီအခြေအနေမျိုးတွေကိုရင်ဆိုင်နေရတာဖြစ်တယ်လို့အမေရိကန်ကလည်းသူ့ရဲ့နိုင်ငံမှာလာပြီးတော့မှဒီလူလိမ်ကိုင်းနေတဲ့အမေရိကန်နိုင်ငံသားတွေအများကြီးခံနေရတဲ့ကိစ္စတွေကိုလည်းနှိမ်နှင်းကျင်နေတာဖြစ်တယ်။နောက်တစ်ခုကတရုတ်နဲ့ နော်မြန်မာစစ်ကောင်ဆောင်တွေရဲ့ဆက်ဆံရေးတရုတ်နဲ့အမေရိကန်ရဲ့ဆက်ဆံရေးကဘယ်လိုအခြေအနေမျိုးမှာရှိနေလဲဆိုတော့အားလုံးသိပြီးသားဖြစ်ပါတယ်တရုတ်နဲ့အမေရိကန်ကတော့အာသူဦးသူချကိုဦးကိုချမဲ့အခြေအနေမျိုးဖြစ်ပါတယ်အဲ့အခြေအနေမှာမြန်မာစစ်အုပ်စုနဲ့တရုတ်ဟာလည်းတော်တော်လေးပနာစားပြီးတော့မှအာတရုတ်ဟာမြန်မာစစ်အုပ်စုကိုဟိုစစ်ရေးအကူအညီတွေရောနော်ဒီပညာပိုင်းအကူအညီတွေရောစစ်လက်နက်တွေရောအကူအညီပေးနေတာဖြစ်ပါတယ် ဒါပေမဲ့အခုချိန်မှာမင်းအွန်လိုင်းတို့ဘာတွေရင်ဆိုင်ကြုံတွေ့နေရမလဲဆိုလို့ရှိရင်မင်းအွန်လိုင်းတို့ကိုချိန်ထားတဲ့ဘုံတွေကအများကြီးပါပဲเนาะအဲ့ဒီဘုံတွေထဲမှာ ICJ တရားစွဲထားတဲ့ကိစ္စဟို ICJ တရားရုံးမှာရုံးတင်ထားတဲ့ကိစ္စတွေလည်းပါဝင်ပတ်သက်တယ်လို့เนาะအနောက်ပြီးတော့ဒီကြားဖြတ်လူလိမ်ကိုင်းကိစ္စတွေလည်းပါဝင်ပတ်သက်နေတယ်နောက်ကမင်းအွန်လိုင်းတို့ရင်ဆိုင်နေရတာကအတိုင်းပြည်ထဲမှာရှိနေတဲ့လက်နက်ကင်အားလုံးနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်အဲ့တော့မင်းအွန်လိုင်းတို့စစ်အုပ်စုရဲ့ PR ဟာတော်တော်လေးအဲသူတို့အတွက် တုံလှုပ်เสียကောင်းတဲ့အခြေအနေမျိုးဖြစ်ပါတယ်လို့ပြောချင်ပါတယ်။နောက်တစ်ခုကမင်းအောင်လိုင်းတို့ရေဆိုင်နေရတဲ့စိန်ခေါ်မှုဟာเนาะဒီတရုတ်နိုင်ငံကနေအလိုရှိနေတဲ့ရှီချစ်ကျန်းကိုထိုင်းနိုင်ငံကပြန်ပြီးလွှဲအပ်ပေးလိုက်ပြီဖြစ်ပါတယ်။ထိုင်းနိုင်ငံကိုရောက်တဲ့အခါကျလို့ရှိရင်ရှီချစ်ကျန်းရဲ့အာဏီကုံချုပ်ကတော့ဒါတေတံအဖြစ်နဲ့ပဲသွားမှာဖြစ်ပါတယ်။ဒါပေမဲ့သူ့ကိုတေတံမချခင်မှာတက်တေအချက်လက်တွေယူအောင်မှာဖြစ်ပါတယ်။ယူပြီးွားလို့ရှိရင်တော့ဒါချီကျန်း ကျန်ကတော့ဒါတေရန်နဲ့ဇက်သိမ်းရမယ်အခြေအနေဖြစ်ပါတယ်ဒီလိုမျိုးရာဇဝတ်မှုတွေနော်ဒီလိုမျိုးလူလိန်ခိုင်းတွေကိုတရုတ်နိုင်ငံကနှိမ်နင်းတဲ့အခါမှာအကြီးဆုံးအဖြစ်တန်ဖေးလေရှိပါတယ်ဒါလည်းကျွန်တော်တို့အရင်ဆုံးနဲ့ကမြင်သားပြီးသားဖြစ်ပါတယ်အဲ့တော့အခုအချိန်ဒီမှာမင်းအောင်လှိုင်တို့တုံ့လုံနေရတာကတရုတ်ကိုလည်းဖြစ်တယ်လို့အမေရိကန်ကိုလည်းတုံ့လုံနေရဖြစ်ပါတယ်အမေရိကန်ကလည်းဒီကိစ္စကိုခေါ်ထုတ်ချင်နေတယ်တရုတ်ကလည်းဒီကိစ္စကိုနော်သူပအဝင်ပတ်သက်မှုမရှိပါဘူးသူ့မှာ ဟုတ်လားသူ့မှာတာဝန်ရှိပါတယ်ဆိုတော့ဒါအမေရိကန်ကိုပြကျင်တဲ့သဘောမှာရှိနေပါတယ်เนาะဒါသူသူလုံနိုင်တယ်သူကင်နိုင်တယ်ဆိုတဲ့အနေထားမျိုးဖြစ်လာပြီဆိုလို့ရှိရင်သူကာကွယ်ပေးခဲ့တဲ့မင်းအွန်လိုင်းကိုဆက်ပြီးကာကွယ်အုံးမှလာဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်เนาะဘလို့မှဆက်ပြီးကာကွယ်နိုင်တဲ့အခြေအနေမျိုးတော့ကျွန်မမမြင်တော့ဘူးပေါ့ရှင်เนาะနောက်တစ်ခုကမင်းအွန်လိုင်းတော့ကအခုချိန်မှာရုပ်ရှင်ရိုက်ပြနေတယ်เนาะဒီကြေကြေပတ်ကိုနှိမ်နှင်းတာတွေ အဆောက်အဦတွေဖြိုချတာတွေလုပ်နေပေမဲ့တစ်ခါမှရွှေကုတ်ကူဘက်ကိုပြောင်းလာပါတယ်ပြောင်းလာပြီးရွှေကုတ်ကူမှာရှိနေတဲ့ဒီလူလိန်ကိုင်းနဲ့ပတ်သက်နေတဲ့အဆောက်အဦတွေဟာပုံမှန်လဲပတ်နေပြီးတော့မှအဲ့ဒီဘက်မှာတော်တော်လေးအန္တရာယ်ခင်းနေတယ်ဆိုတဲ့သတင်းတွေလည်းပြန်ထွက်နေတာဖြစ်ပါတယ်เนาะအဲ့တော့ဒီချားဖြတ်လူလိန်ကိုင်းဟာ KK ဘက်ကိုအပြတ်ရှင်းပြီးရင်ဘယ်ကိုရွှေ့မှာလဲမြန်မာပြည်တွင်းထဲကိုရောက်မလားဆိုတာကိုလည်းတော်တော်ကြည့်ရမယ်အနေထားမျိုးဖြစ်ပါတယ်သူတို့ဘယ်လိုဆက်ကစားမလဲပေါ့ရှင်เนาะအဲ့တော့မင်းအောင်လှိုင်တို့ဟာဒီဘုံသီးကိုလည်းသူတို့ အချိန်ခံနိုင်ရတာဖြစ်ပါတယ်သူတို့ကတော့လိန်ညာပြီးတော့မှဒါနှိမ်နှင်းတာတွေလူပြောင်းတာတွေအဖမ်းပြတာတွေလုပ်နေပြီမြဲတရုတ်ကလည်းဒီကိစ္စကိုပေါ်ထုတ်มาပဲဖြစ်ပါတယ်အဲ့လိုအခြေအနေမျိုးမှာပါဝင်ပတ်သက်နေတဲ့လူတွေအကုန်လုံးကဟိုလူလက်ညှိုးတို့ဒီလူလက်ညှိုးတို့အနေထားဖြစ်သွားပါလိမ့်မယ်။စောချစ်သူကမင်းအောင်လိုင်ကိုလက်ညှိုးထုံးမလား။မင်းအောင်လိုင်ကစောချစ်သူကိုလက်ညှိုးထုံးမလားပေါ့။အခုချိန်မှာတော့သူတို့နှစ်ယောက်ကပူးပေါင်းပြီးတော့မှဒီကက်ခဲကိုကြော်လွှားဖို့အတွက်ရင်ဆိုင်နေကြတာဖြစ်ရှင်းနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ တို့တော့ကတော့ဒါကြီးကစိန်ခေါ်မှုတရဖြစ်ပါတယ်။ Okay အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျမတို့မြန်မာຫນွေဦးတော်လှန်ရေးကိုနော်ဘယ်လိုမျိုးအကျိုးတက်ရောက်လာမလဲဆိုတာကိုကျမတို့ဆက် ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အဲ့တော့တစ်ဖက်မှာလည်းအာဆီယံဘုံသဘောတူညီချက်ကိုလိုက်နာမှုမရှိတဲ့မအားလာစစ်အုပ်စုကိုအာဆီယံကလည်းပြက်ပြက်သားသားပြောလိုက်ပြီးဖြစ်ပါတယ်။အရင်တုန်းကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလေးလာစောင့်ကြည့်ရေးအဖွဲ့ဆေလွတ်မယ်ဆိုပြီးပြောထားတဲ့စကားရှိပေမဲ့အခုနောက်ပိုင်းမှာတော့လေးလာစောင့်ကြည့်ရေးအဖွဲ့တောင်မှဆေလွတ်ဖို့မရှိတော့ဘူးလို့ပြပြသသာသတိထုတ်လိုက်တာဖြစ်ပါတယ်အဲ့တော့တစ်ချိန်လုံးတရုတ်ကတရုတ်ကနေပြီးတော့မှမြန်မာစစ်အုပ်စုဘက်ကိုရင်းလာခဲ့တယ်မြန်မာစစ်အုပ်စုကိုစစ်ရေးအကူအညီတွေနှီးပညာအကူအညီတွေအမျိုးမျိုးပေးလာခဲ့တယ်ကာကွယ်ပေးလာခဲ့တဲ့တရုတ်ကဒီခုချိန်မှာဟာလား ဒီကြားဖြန့်လူလိမ်ခိုင်းနဲ့ပတ်သက်ပြီးတော့မှမြန်မာစစ်အုပ်စုနဲ့တရုတ်ရဲ့ဆက်ဆံရေးဘလို့ဖြစ်လာမယ်ဆိုတာကိုတော့ကျွန်မတို့ဆက်ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အဲ့တော့နိုင်ငံတကာကတော့ရွေးကောက်ပွဲကိုဖယ်ချထားတယ်။လူရမသွင်းဘူးစစ်အုပ်စုကိုလူရမသွင်းဘူးအမျိုးမျိုးနောက်ထပ်လည်း PR တွေအများကြီးရှိလာနိုင်တဲ့ရင်ဆိုင်လာရနိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။တစ်ဖက်မှာလည်း UN မှာเนาะအရင်တော့အလိုမျိုးရှုတ်ချတယ်ဆိုတော့အဆင့်လောက်မဟုတ်တော့ဘဲနဲ့မာအလာစစ်အုပ်စုကိုတော်တော်လေးပြင်းပြင်းထန်ထန်ဝေဖန်ထားပြီးတော့မှနိုင်ငံတကာကိုအာရုံစိုက်ဖို့တိုက်တွန်းနေကြတာကိုလည်းတွေ့ရတယ်။ဒါဟာကျွန်တော်တို့ပြည်သူလူထုအတွက်တော့အင်အားတရက်ဖြစ်ပါတယ်။အားရှိစရာသတင်းတွေပဲဖြစ်ပါတယ်။အဲ့တော့ကျွန်မတို့တော်လန်ရေးဟာเนาะဒီအရွေးတစ်ခုကိုတွားနေရဆိုတော့တေးကြတယ်။ဘလို့ပဲဖြစ်ဖြစ်ကျွန်မတို့အနေနဲ့ပြောင်းလဲအပြောင်းလဲတစ်ခုကိုတော့တွေ့လာရတော့လိမ့်မယ်ဆိုတဲ့အရေးငွေကိုမြင်နေရတာဖြစ်တယ်။ဒါကြောင့်မို့လို့တိုင်းပြည်ထဲမှာရှိနေတယ်ကျွန်တော်တို့ပြည်သူလူထုတွေရော လွတ်မြောက်နေမြေမှာရှိနေကြတယ်ကျမတို့ရဲ့ရဲဘော်တွေရောအာလုံးတောက်ခံထားပြီးတော့မှဒီတော်လန်ရေးကိုပါဝင်ပေးကြပါเนาะဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုကျမတို့တွေမသိရပေမဲ့ကျမတို့တွားကျင်နေတဲ့ပန်းနိုင်ကတော့ဒီအာနာရှင်စနစ်ကနေပြီးတော့ဘလို့အပြောင်းအလဲမျိုးလုတ်ပေးနိုင်မလဲဆိုတဲ့အဖြေကိုကျမတို့ရှာနေတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအဖြေရှာဖို့အတွက်ကိုကျမတို့ကဆက်ပြီးတော့တောက်ခံထားရမှာဖြစ်တယ်ကျမတို့မြန်မာပြည်သူလူထုလည်းเนาะ အကြံပေးစရာရှိလို့ရှိရင်အကြံပေးခဲ့ပါဘလို့ဆက်ပြီးတော့ဖြစ်လာနိုင်လေဒီနိုင်ငံတကာရဲ့ဖိအားတွေကအရင်ကနေမတူတော့ဘဲနဲ့ပို့ပြီးတော့မြောက်လိုင်းတို့စစ်အုပ်စုကိုအထီးကြံစီတာတော့ကျွန်တော်တို့မြင်နေရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ပြည်သူလူထုတွေလည်းအကြံပေးသွားကြပါအောင်လို့ပြောချင်ပါတယ်ရှင်